အားလုံးပဲမင်္ဂလာပါခင်ဗျာ Bookwave Audiobook Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြမှာကတော့ဆရာမြတ်တန်းတင်ရေးသားခဲ့တဲ့ကျင်းနီအောင်အချင်းနဲ့ဝိထုတူများဆိုတဲ့စာအုပ်ထဲကဂန်းငော်ပွင့်6ကိုလိုက်ကောက်နေတော့ကိုလွမ်းဝေဆိုတဲ့ဝိထုတူပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်စာမဖတ်ခင်မှာကျွန်တော်တို့ရဲ့ Channel ကို Like and Subscribe လုပ်ပေးဖို့နဲ့လိုအပ်ချက်တစုံတရာ ရှိလာခဲ့ရင်လည်း Comment မှာဝေဖန်ပေးဖို့မြစ်တာရက်ခံကြပါရခင်ဗျာ ဂန်းကောင်ပွင့်ချောက်ကိုလိုက်ကောက်နေတော့ကိုလွမ်းဝေဂန်းကောင်ရေပွင့်ချိန်ရောက်တိုင်းသူ့ကိုတက္ကသိုလ်တဝိုက်မှာမက်ခိုင်အမြဲတွေ့ရတတ်သည်တခါတလေအင်းအားကံပေါင်းယူမှာတခါတရံဘုတ်ကလက်နာကဘူးဒီကျော်ဆိုင်မှာတကြိမ်တကြိမ်တွင်လဲစမိုင်းမှာတတုံတတုံတွင်လဲတထုံလန်းကအင်္ဂလိပ်ဗတောက်ပင်တွေအောက်မှာတချီတချီတွင်လဲဥချစ်ဆိုင်ရွက်လာပင်တွေကြားတဲ့က ဇပွဲတလုံးမှာယူတတန်ဖျားရှိခိုးကြောင်းရိပ်မှာဘ ਹੁ စာကြည့်လိုက်ပြီးစကဲပင်ရောအောက်ကအုတ်တိုင်းကလေးပေါ်မှာအမရနဲ့ယာမညဆောင်ကြားထဲမှာလူကြီးကဘလို့လူကြီးမှမသိဘူးနေရာတကာရောက်တယ်ဟုမခိုင်ထင်မိသည်အစတုန်းကသူ့ကိုတတိမထားမိနှစ်ခါသုံးခါတွေးပံများလာသည့်အခါတွင်ဘူးသူ့ကိုမခိုင်တတိမထားမိပဲမနေနိုင်တော့မခိုင်ကြောင်းရောက်စနှစ်တုန်းက လေလော်ရွက်တိုက်အသင်မှာမခိုင်ပါသည်တနင်းကုန်နေ့တမနတ်စောစောတွင်မခိုင်တယောက်ထဲဘုကလပ်ဘတ်သို့ထွက်လာခဲ့သည်ခါတိုင်းအဖော်တွေနဲ့တွားနေကြဖြစ်တော်လဲသူအသက်ဆန်းပြီးစောစောထွက်လာခဲ့ခြင်းဖြစ်သည်မခိုင်ကဘောင်းမီရှေဖြူစပိုးရှက်ဖြူကင်းပတ်ဖနက်ဖြူဘလေးစားအစိမ်းကိုဝတ်ထားပြီးခေါင်းပေါ်မှာဟာဒန်အဝတ်အုပ်ထုပ်ကလေးစောင်းထားသည်ပေါ်ပါတွက်လက်သောခြေလမ်းများဖြင့်အင်းအားဆောင်ရှိကဒန်းငေါ်ပင်လေးအောက်မှာရှောက်လာခဲ့သည် မနက်စောစောမှာကန်းငော်ပန်းတန်းတွေကတင်းထုံလျက်အင်းအားလမ်းပေါ်မှာလူရှင်းနေသည်မနက်စောစောလမ်းလျှောက်သည့်နိုင်ငံသားဆောင်တွေတတွေအပြေးကျင့်သည့်တောင်လေးနှစ်ယောက်သုံးယောက်လောက်ကိုသာတွေ့ရသည်မခိုင်ဘုကလက်ဘတ်တို့ချိုးဝင်မြည်ပြူသည်ဒီမှာကလေးမခတ်တိုးတိုးအတန်တန်ကိုကြားလိုက်ရသဖြင့်မခိုင်လှန်သွား၏အတန်ကဘယ်ကလာမှန်းမသိစိတ်ကထင်သည်လားတကယ်ကြားလိုက်ရသည်လားဆိုတာကိုလည်းမခိုင်မသေးွယ် ခလေးမကန်းငော်ပန်းယူမလားစိတ်ကထင်ခြင်းမဟုတ် ခတ်တိုးတိုးလှမ်းမေးလိုက်သည့်အတန်အတန်လာရာမှောင်ပြပြကန်းငော်ပင်ရိပ်အောင်မှသူလူကြီးတယောက်စစ်အင်ကြီးလက်ရှိခန်းနွမ်းနွမ်းကို လက်လက်၍ဝတ်ထားပြီးဒုံကြီးခန်းနွမ်းနွမ်းကိုဝတ်ထားသည်ခေါင်းမှာစစ်အုပ်ထုပ်လိုလိုပါလိုလို အဝေးအုပ်ထုပ်ကလေးစောင်းထားပြီးလွယ်အိတ်ခန်းနွမ်းနွမ်းတစ်လုံးကိုလွယ်ထားသည်မခိုင်သည်ကြောက်ကြောက်ဖြင့်ဘာမှမပြေပဲ ဘုတ်ကလက်သေးတို့ဝင်ပြီးအပြုတွင်သူ့အနီးသို့ရောက်လာသည်သူ့ကိုကဆေးပြေးလိမ့်နှံ့နှင့်အယံနှံ့ထွက်နေသည်ဟုမခိုင်ထင်လိုက်သည်မခိုင်သည်လန့်သွားကသူ့ကိုကြောင်ကြည့်နေမိသည်ဘာဖြေရမှန်းမသိကန်းကော်ပန်းယူမလားယင်ဟင်းမမလို့ခြင်းဘူးတော့မှပမိထွက်ရထွက်သွားသည်မခိုင်သည်အထက်တန်းเจ้าမာရုံကခပန်းနဲ့ရသည့်အသည့်ကရာတေးတင်မှုသည် သူနည်းနည်းပါးပါးသက်သည့်ကရာတေးကိုတုံးရမလားထွက်ပြေးရမလားအော်ရမလားဟုဝေခွဲမရဖြစ်နေသည်ရုပ်ကတော့တန်တန်ပြက်ပြက်ပဲနှာတံပေါ်ပေါ်မျက်လုံးမျက်ခုံကောင်းကောင်းနဲ့ငငယ်တော့ကတော့ယောက်ျားပီသားတိရုံမျိုးရှိပုံရသည်ယခုတော့ထိုရုပ်လက္ခဏာသည်ပိန်ဖြော်နေလေပြီနှာခမ်းမွေးမုတ်စိမ်မွေးတို့ကကျိုးတိုးကျတဲ့ဒီထဲတွင်ဖြူသည့်နေရာကဖြူနေလေပြီရုပ်ရည်နဲ့အဝတ်အစားကနွမ်းနေသည့်တိုင် မျက်လုံးနှာခမ်းနဲ့အတန်တို့ကမူညဉ့်ညံ့ချူတာနေသည်အတန်ကတကယ့်တူတူကလေးမနှဲနားထောင်ယူရသည်မဲမယူခြင်းမူဆိုလဲတငယ်ချင်းတယောက်ယောက်ကိုပေးလိုက်လေပလတ်စတစ်အိတ်ခလလက်ဖြင့်ထည့်ထားသည့်ဂန်းငော်ပွင့်ထုတ်ကိုထိုးပေးသည်မက်ခိုင်လှမ်းမယူဦးလေးပတ်စံလို့လို့လားပါဇက်ကလှုပ်ခနဲထွက်သွားသည် သူကအတန်မထွက်အောင်ရည်သည်ရည်လိုက်သည့်အခါတွင် သူ့မျက်လုံးများ လက်ခနဲ့ပြိုးပြက်သွားသည်ကိုမြင်လိုက်ရသည်သူ့သွားတဲ့ချိုးကစေးကြီးတက်သဖြင့်မင်းနဲ့စာပြုတ်နေလေပြီသူ့ခေါင်းရမ်းပြသည်ဦးလေးလိုမခေါ်ပါနဲ့ကွယ်ဘာဘာလိုပဲခေါ်ပါကျောက်ကမင်းအဖေထက်တောင်အသက်ကြီးကျင်ကြီးနေပါမခိုင်နဲ့နဲ့အကြောက်ပြေသွားသည်ဒူဆိုးတူဆိုးမဟုတ်နိုင်မျက်လုံးကြည့်ပုံကလည်းပုံမှန်အတိုင်းပဲစိတ်မနှံ့သူတယောက်လည်းမဟုတ်နိုင်အော်ဟုတ်ကဲ့ဘာဘာ ဘဘရောင်းတာလားသူကခေါင်းညမ်းသည်ရောင်းတာမဟုတ်ပါဘူးမင်းကိုပေးတာပါခန်းတော်အပွင့်နေမြေကြီးပေါ်မှာကြွေကျနေတာမြင်တော့နှမျောတာနဲ့ဘဘလမ်းလျှောက်ရင်းကောက်လာခဲ့တာဒီအတိုင်းပြစ်ထားရင်ခဏနေတော့ဒူနင်းဘက်ဖြစ်ပြီးမျိုးချောက်သွားမှာစိုးလို့ဘဘပဲယူပါမက်ခိုင်မယူပါဘူးဘဘအတွက်မှမလို့လားဘဘမယူပါဘူး ကလေးမှပဲယူသွားပါကန်းကောင်ပန်းထုတ်ကိုထိုးပေးသည်ကန်းကောင်ပန်းအနှံ့ကတင်းလျက်သူ့လက်မှာရှိနေသည့်တိုင်ကန်းကောင်နဲ့သည်မက်ခိုင်နှာဝါးသို့ရောက်လာသည်ကျေးဇူးပဲပါပါကန်းကောင်ပန်းထုတ်ကိုမက်ခိုင်လှမ်းယူသည်ပန်းထုတ်ကလေးကိုနှာဝါးတွင်ကပ်ကြည့်လိုက်သည်ပွေးလိုက်တာသူဘာမှမပြောသူ့ကိုပြုံးကြည့်နေသည်ထိုစဉ်တငယ်ချင်းတွေရောက်လာသည်ဖြင့်သူ့ကိုနှုတ်ဆက်ထွက်သွားသည် မခိုင်သူ့ကိုကြည့်၍ကြံရစ်ခဲ့သည်ဘယ်သူမှမသိနာမည်ကလေးမှမမေးလိုက်မိဘယ်မှာနေမှန်းလဲမသိဘာလို့ရမှန်းလဲမသိသူ့လက်ထဲကကန်းကောပန်းထုပ်ကိုမြင်သည့်အခါတွင် တငယ်ချင်းတွေကဝိုင်းစားကြသည်ကြီးကြသည်မခိုင်ကလည်းရှိသည်ဟာတော့ဟားရတယ်ဟေးကို့အနာရောက်လာပြီးဂန်းကောပန်းတွေပြေးသွားတယ်ကိုကလည်းဘဲရမလဲယူထားလိုက်တာပေါ့ထိုနေ့က မက်ခိုင်ကန်းငော်ပန်းတွေကိုဖျားတင်သည်အချို့အပွင့်တွေကိုစာအုပ်ကြားထဲမှညှက်ထားလိုက်သည်ပထမနှစ်တနှစ်ကုံဆုံးသွားသည်မက်ခိုင်သူ့ကိုနောက်ထပ်မတွေ့တော့ဒုတိယနှစ်အစမှာမက်ခိုင်သူ့ကိုတွေ့ပြန်သည်မနစ်ကအတိုင်းပင်စိတ်အင်းကြီးအဟောင်းခြေလုံးကြီးအဟောင်းနဲ့အဝတ်အုပ်ထုပ်ကိုစောင်းထားပြီးလွယ်အိတ်အဟောင်းတစ်ခုကိုလွှဲထားသည်ဒီနှစ်မှာမက်ခိုင်လှေလော်ရွက်တိုက်အတင်းမဝင်တော့လှေလော်ရွက်တိုက်ရသည်ကိုငင်းငွေသွားပြီး တထုံလန်းဘေးနာကတန်နစ်စကွင်းနေမှာမန္တတိုင်းတွား၍တန်နစ်အရိုက်ကျင်သည်ကျင်းငါးစားဖြစ်၍ကိုနှင့်တွဲမိသူတိတ်မရှိတယောက်ထဲပင်ကျင့်ရသည်ကိုတယောက်ထဲနန်ရန်ကြီးစီတို့အရိုက်ကျင့်နေရခြင်းဖြစ်သည်တမနတ်တန်နစ်အရိုက်ကျင့်ပြီးပြန်လာစဉ်တထုံ BOC ကောလိပ်ဘေးကကံကောပင်လေးအောက်မှာတကုံးကုံးနဲ့ပန်းကောက်နေသူကိုမြင်ရသည် ကြည်လိုက်သည့်အခါတွင်သူမခိုင်တေးသေးချာချာကြည့်သည်မလွဲပါ မနစ်ကအဝတ်စားတိုင်းပဲစစ်အင်ကြီးအဟောင်းခြီလုံးကြီးအဟောင်းအဝတ်အုပ်ထုပ်အဟောင်းကိုဝတ်ထားပြီးလွယ်အိတ်အဟောင်းတစ်ခုကိုလွယ်ထားသည်သူကြည့်လိုက်ရင်အဟောင်းအနွမ်းနေကြီးသာဖြစ်သည်တခູ່မှတစ်တစ်လွင်လွင်မရှိမခိုင်သူ့ကိုမမြင်အောင်ပြုကလျှောက်လာသည်ကလေးမဟေးကလေးမသူကလမ်းခေါ်သည်မခိုင်မကြားချင်အောင်ဆောင်သည်သူကတခွန်းတခွန်းထက်ခေါ်ပြီးနောက်မခိုင်နောက်မှခပ်ဖြည်းဖြည်းလိုက်လာသည် မခိုင်ခတ်တွတ်တွတ်လျှောက်လာသည်သူကလည်းနောက်ကခတ်တွတ်တွတ်လိုက်လာသည်ဒုက္ခပဲဒီလူကြီးနဲ့တွေ့ပြန်ပြီးအယူလာအကောင်းလားမသိဟုတွေးကမခိုင်ကြောက်လာသည်ပထမနှစ်တုန်းကအံ့ဩတလူဖြစ်ရာကရဲကျဲနေသူ့ကိုရည်စရာလို့သဘောထားခဲ့သည်ယခုတစ်ချိန်တွေ့သည့်အခါတွင် မခိုင်ရည်စရာသဘောမထားနိုင်တော့သူ့ကိုနည်းနည်းကြောက်လာသည်သူကနောက်ကအမိလိုက်လာသည်သူ့အသက်ရှူတံမှာပြင်းနေ၏ မင်းမင်းမနစ်ကအင်းရလမ်းပေါ်မှာတွေ့ခဲ့တဲ့ကလေးမမဟုတ်လားမက်ခိုင်မျက်နှာကို သူတိတ်တိတ်ချာချာကြည့်သည်ခုနောက်ဘောင်းမီတို့အဖြူဖနက်အဖြူခြေအိတ်အဖြူတို့ကိုဝှထားသည့်ဝါဝင်းတွယ်လျသည့်သူ့ပေါင်တန်များနှင့်ခြေတလုံးတို့ကိုငုံကြည့်သည်မက်ခိုင်မျက်နှာတွင် နှင်းစီတွေးဆသွား၏အသိခုခံရန်လက်သေးကတန်းနှစ်ဆိုင်တန်ကိုခတ်တင်းတင်းဆုပ်ထားလိုက်မိသည်သူကလက်သေးကဂန်းကောပန်းထုပ်ကိုကမ်းပေးသည် ကန်းငော်ပန်းယူသွားအောင်လေမက်ခိုင်ဘာမှမပြောဘဲဒေးကြည့်နေသည်ယူသွားပါကလေးမရဲ့မင်းမယူလဲတခြားတူအူကိုပေးရမှာပဲပထမဆုံးတွေ့တဲ့လူကိုပေးမယ်ဆိုပြီးဘာဘာကန်းငော်ရီလိုက်ကောက်နေတာမနစ်တုန်းကလဲမင်းကိုပထမဆုံးတွေ့လို့မင်းကိုပေးလိုက်တာပါပဲသူ့မျက်နှာတွင်မယိုးသားသည့်အမူအရာမရှိဒီတော့မှမက်ခိုင်နည်းနည်းစိတ်အေးသွားသည်ဘာဘာ မက်ခိုင်ကိုမှတ်မိလို့လားမင်းမျက်နာကိုတော့အနည်းရောက်မှမှတ်မိတာပါဒါပေမဲ့မင်းသွားပုံလာပုံနှုတ်ရှားပုံကိုတော့မြင်လိုက်ကလေးကမှတ်မိတာပေါ့ဒါပေမဲ့မနစ်ကတွေ့တော့ကဘောင်းမီရှင်နဲ့ဗလီဇာကုတ်အစိမ်းနဲ့လေလော်ရွက်တိုက်ចောင်းလူလေးဒီနေ့တွေ့တော့မင်းကလက်ထဲမှာတန်းနစ်ရိုက်တံကိုကိုင်းလို့တန်းနစ်ရိုက်တဲ့ဖက်နဲ့ဘောင်းမီတို့နဲ့စပုတ်ရှက်နဲ့နည်းနည်းပြောင်းသွားတယ် သူ့စကားကိုသဘောကျ၍မခန့်ရည်သည်ပုတ်တော့အဟုတ်သားလေလောရွက်တိုက်အတင်းမှာမနစ်ကတနစ်သာပါလိုက်သည်ကြားတော့ညီငွေလာသဖြင့်ဒီနှစ်တွင်သူတန်းနစ်အရိုက်ကျန်သည်ဟုတ်တယ်မခန့်ကဘာကိုမှတိတ်ဆွဲဆွဲလန်းလန်းဝါသနာပါတာမဟုတ်ဘူးခုသားကိုဝါသနာပါခြင်းပါနေပေမဲ့တော်တော်ကြာတခြားဟာကိုဝါသနာပါခြင်းပါသွားတာဒါကြောင့်ဖေဖေကခဏခဏဆိုတယ်ဘယ်အရာဖြစ်ဖြစ် တစ်ခုခုကိုဆွဲဆွဲလန်းလန်းစိုက်လိုက်မတ်တက်လုပ်ရမယ်တဲ့ခုတမျိုးခုတမျိုးမလုပ်ရဘူးတဲ့ဩဩဖေဖေတို့အယူဆတွေကတိတ်အောက်တာဘဘရဲ့ဘဘမက်ခိုင်ကိုဘာဖြစ်လို့အဝေးကြီးကနေမှတ်မိနေတာလဲကလေးမရဲ့လှုပ်ရှားပုံတွားပုံလာပုံကိုကြည့်ရင်တိတာပေါ့အမလီဘဘရဲ့ဘယ်လိုများနေလို့လဲ ကလေးမသွားပုံလာပုံကပေါ်ပါတယ်ဖြက်လက်တယ်ကြည့်လို့ကောင်းတယ်။အိုးတက်တက်ရောင်နောက်ကိုလိုက်နေတဲ့အပြာကလေးတကောင်းလို့ပေါ့။ရှင်ဘာဖြစ်တယ်။တက်တက်ရောင်နောက်ကဘာဖြစ်တယ်။ညလုံးကလေးအဝိုင်းသားဖြင့်မတ်ခိုင်မိသည်။ Sorry မင်းတီမှာမဟုတ်ဘူး။ဘာဘာတို့ငငယ်တုန်းကခစ်စားခဲ့တဲ့အင်္ဂလိပ်တချင်းကလေးတွေကစားသား။တက်တက်ရောင်နောက်ကိုလိုက်နေတဲ့ တ်ပြကလေးတစ်ကောင်နဲ့သူကစာသားများကို အင်္ဂလိပ်လိုရွတ်ပြသည်။အော်ဘာဘာကအင်္ဂလိပ်စာတတ်တယ်နော်။သူကခက်လက်လက်ပြုံးသည်။နင်းနေဘာဘာပါ။ဘာဘာတက်ကလေးတွေဘာတွေကို ရောက်ဖူးသလားဟင်။စစ်ပီးစာ1946ခုနှစ်ကတည်းကဟင်ဟုတ်လားဒီလိုဆိုရင် ပတ်ခိုင်သည်လက်ချောင်းကလေးများကိုချိုးရင်းစဉ်းစားနေ၏ဒီလိုဆိုရင်မတ်ခိုင်မမွေးခင်အနှစ်40ကပေါ့မတ်ခိုင်က80ခုနှစ်ကမှမွေးတာဘလောက်ကြာကြာနေခဲ့တယ်လဲအနှစ်40ဘာတက္ကသိုလ်မှာအနှစ်40နေခဲ့တယ်ဟုတ်လားဘဘကတိတ်နောက်တာပဲမနောက်ပါဘူးတကယ်ပါဒါဖြင့် ဘယ်ဒီဂရီရခဲ့လဲဝိဇာလားမဟာဝိဇာလားသူကခေါင်းယမ်း၍ဟင်းဟင်းဘာမှမရခဲ့ဘူးဘာဘာကဘာမှမအောင်ခဲ့ဘူးလေဒါပေမဲ့တက္ကသိုလ်ပရဝုံထဲကတော့ဘာဘာကအမြဲလာတယ်ဒီပရဝုံမှာပဲနေတယ်ဘာဘာကမင်းလို့မဟုတ်ဘူးလေတခုခုကိုဆွဲလန်းတတ်တယ်တက္ကသိုလ်ထဲမှာပွင့်တဲ့ဒန်းကောက်ပွင့်ကလေးတွေကိုနှစ်တိုင်းဒီလိုကောက်နေကြ ဟဲမက်ခိုင်အွန်လိုင်းမိနီသူဒီယူသွနေသည့်လူကြီးတယောက်လောနောက်ပြောင်နေခြင်းလောဟုသူမဝေခွဲနိုင်ကောက်ပြီးဘသူကိုပြီးတယ်လဲပထမဆုံးတွေ့တဲ့လူကိုပဲပေးလိုက်တယ်ကလေးလေးတွေကို တွေ့ရင်သူတို့ကိုပေးလိုက်တယ်တန်နစ်လာရိုက်တဲ့နိုင်ငံသားတွေကိုတွေ့ရင်လည်းသူတို့ကိုပေးလိုက်တယ်တန်ရှင်ရေးအလုပ်သမားတွေတွေ့ရင်လည်းသူတို့ကိုပေးလိုက်တယ် ဘသူရဲ့လို့တတ်မှတ်မထားပါဘူးပထမဆုံးတွေ့တဲ့လူကိုပဲပြီးတာမင်းကိုပထမဆုံးတွေ့ခဲ့တာနှစ်ခါရှိပြီမနစ်ကတစ်ခါကိုတော့ငါရောဘသူကိုပေးတယ်လဲဟင်သူ့မျက်နှာသည်ညိုမိုင်းသွားသည်ထင်ရ၏ထို့နောက်သူပြုံးသည်မတိချင်ပါနဲ့ကွယ်ကြာလာပါပြီမတိချင်ပါနဲ့ဆိုမှပိုတိချင်တယ်တန်သာကြီးကလေးတစ်ပုတ်ရှိတယ် မင်းသူ့ဘုံရဲ့ဘာကြီးအောင်ညားတယ်ဆိုတာကြားဘူးတယ်မဟုတ်လားမက်ခိုင်ကောင်းရမ်းဒီကြားဘူးတလူလူတော့အရှိသားတို့ရရင်ဘာမှန်းကောင်းကောင်းမသိမင်းသူ့ဘုံဆိုတာစတီရီယိုအဆိုတော်တက်လားသူခေါင်းကုတ်ဒီထို့နောက်ခေါင်းရမ်း၍ရည်ဒီကဗျာဆရာကြီးမင်းသူ့ဘုံနဲ့ဘဘလိုဆရာကြီးတက်ရှိထင်ရှားရှိသေးတယ်တက္ကသိုလ်သားမှနေတယ် အော်ဟုတ်ပြီမခိုင်ဖေဖေတို့ရဲ့ဆရာကြီးတဲ့ဟုတ်တယ်အဲ့ဒီဝတ္ထုကလေးကိုမခိုင်ကြားဘူးတယ်တနာစရာနော်ဒါပေမဲ့ဇလန်းကတော့မမှတ်မိတော့ဘူးဖေးသွားပြီမခိုင်ကဘာမှဆွဆွလန်းလန်းထားတတ်တာမှမဟုတ်ပဲကိုဘဘူးဆရာကြီးဘာကြီးအောင်လုပ်တဲ့စင်ဆွဲဘဘူးကလေးကို ဖုံကြီးចောင်းသားလေးကနေ့တိုင်းတွားတွားကြည့်တယ်တွားကြည့်ရင်သဘောကျတော့ဘာကြီးအောင်က အဲ့ဒီဘဘူးရုပ်ကလေးကိုရောင်းမယ်ပတ်စံစုထားလို့ပြောတာနဲ့ဘုံကြီးเจ้าသားလေးကနေ့တိုင်းမုတ်ဘိုးတွေကပတ်စံတပြားစုတတ်တယ်ဘဘူးရုပ်ကလေးပြီးခံသည်လို့စုဘူးကလေးလည်းဖောက်ပြီးအဲ့ဒီဘဘူးရုပ်ကလေးကိုတွားဝယ်တော့ဘာကြီးအောင်ကမျိုးတွေကအရာရှိကြီးတယောက်ကိုရောင်းလိုက်တဲ့ဘုံကြီးเจ้าသားလေးကလည်းအဲ့ဒီဘဘူးရုပ်ကလေးကိုစွဲလန်းတဲ့စိတ်နဲ့စိတ်တဆဖြစ်ပြီးတေသွားတတ်တယ်သူ့စိတ်ထဲမှာတော့ဘာကြီးအောင်ဟာ သူ့ကိုညာတယ်လို့ထင်သွားတဲ့အမှန်ကတော့ဘာကြီးအောင်ကခလေးကိုပြီးစွလွယ်ပြောလွတ်လိုက်တာခလေးကအဟုတ်မက်ပြီးဆွဲလန်းနေတာကိုဂီစိတ်နဲ့ပဲတည်သွားရှာတာပေါ့တနာပါတယ်နော်ဘဘပြီးတော့ဘဘနဲ့ဘာဆိုင်တယ်လဲဘဘနဲ့ဘာမှမဆိုင်ပါဘူးကွယ်ဘဘကတော့ဖုန်ကြီးចောင်းသားကလေးလိုစိတ်သက်သာတော့မဖြစ်ဘူးပေါ့ဒါပေမဲ့ ကန်းကောက်ပွင့်တွေကိုတော့ရှောက်ကောက်နေတာပေါ့အင်းဘဘဆန်လန်းကဘာမှန်းလည်းမသိဘူးမခိုင်နှခန်းစုသည်သူကကန်းကောက်ပွင့်ထုတ်ကလေးကိုပေး၍ထွက်သွား၏မခိုင်တတိယနှစ်တွင် သူ့ကိုတက္ကသိုလ်နေမြေမှာမကြာခဏတွေ့ရပြန်သည်ဒီနေ့မှာတော့ဘဘသည်သူ့ကိုကန်းကောက်ပွင့်တွေကောက်မပေးပါ သူနဲ့ဘဘတို့တွေ့ချိန်မှာလဲကန်းကောက်ပွင့်တွေပွင့်ချိန်မဟုတ်ပါ တွေ့သည့်အခါတွင်လဲ ဘာဘာနဲ့သူနှစ်ယောက်တည်းတွေ့ခြင်းမဟုတ်ပါသူ့ဘေးမှာကိုကိုကအမဲပါတတ်သည်သူတို့နှစ်ယောက်စမိုင်းတို့သွားရင်တစ်ပင်ရေတရေအောက်တွင်စေးပြင်းလေးတစ်လေးဖြင့်တယောက်တည်းငေးနေသောဘာဘာကိုတွေ့ရသည်တခါတရံတွင်လည်းကံမောင်ဘေးကတစ်ပင်ရေအောက်တွင်တယောက်တည်းထိုင်နေသောဘာဘာကိုတွေ့ရသည်သူ့လွယ်အိတ်ကခါတိုင်းလိုဟောင်းလွှဲနေမြဲသူ့စိတ်အင်ကြီးကခါတိုင်းလိုလွမ်းနေမြဲသူ့လုံကြီးကခါတိုင်းလိုအယောင်လွင့်နေမြဲ တခါတလေမှာအိတ်သေးကပလင်းဖြူဖြူကိုထုတ်ပြီးဘဘမောတက်သည် စက်ကူဖြင့်ထုတ်ထားသည့်ပေါမုတ်တလုံးကိုဖြစ်စေဟန်ဘာဂါတစ်ခုကို ဖြစ်စေတိုက်ွားနေတတ်သည်သူစားပုံတောက်ပုံကဘာမှလက်ဆမတက်ပေါမုတ်ကိုတကြိုက်တာကြိုက်၍စက်ကူနေပြန်လိုက်ပြီးအိတ်သေးထဲ့သည် ပလင်းကိုတကြိုက်မော်ပြီးအဖုံးပြန်ပိတ်ခါအိတ်သေးထဲ့သည်ဘဘသည်တက်သေးတွင်ပုံချမ်းဆွဲသည့်စာအုပ်ကိုကင်ထားပြီးခဲနံဖြင့်ရှောက်ချက်နေသည် တခါတည်းရန်မိုးတိမ်တောင်တွေကိုမော့ကြည့်ပြီးစာအုပ်ထဲမှချစ်သည်တခါတလေရှုမြော်ခင်းတွေကိုကြည့်ပြီးခဲတံဖြင့်ရှောက်ချစ်သည်တခါတည်းရန်ကောင်မလေးတွေအတွဲတွေဘတ်စကားမှတ်တိုင်မှာနေကြသည့်လူတွေငါးများတန်ကလေးကိုထမ်းလာသည့်ကလေးတွေလမ်းမေးပလက်ဖောင်းပေါ်တွင်တောင်းရမ်းနေသူတွေဝဝဖန်ဖန်စီးစိမ်ရှင်တွေသူ့အင်ကြီးစားပစိုးစားတို့တွင်ဆေးရအဝါအနီအစိမ်းအပြာတွေစွန့်ပယ်နေသည်ကိုတွေ့ရသည် တခါတွင် သူနှင့်ကိုကိုလမ်းလျှောက်ပြန်တော့ဘဘနှင့်ရင်ဆိုင်သွားတွေ့သည်ဘဘသည် သူ့ကိုအဝေးကြီးကလေးကပြုံးပြလာ၏အနာတို့ရောက်သည့်အခါတွင်ဘဘကန်းငော်ပွင့်နေကောင်းမပေးတော့ဘူးလားဟုမက်ခိုင်လှမ်းနောက်သည်ကန်းငော်တုံးပြီးကလေးမရဲ့ဟုဘဘကခဲအေးအေးပြုံးပြီးအတန်တိုးတိုးဖြင့်ဖြေသည်ခိုင်သူ့ကိုတိလားဟုကိုကိုကမေးသည် လမ်းလျှောက်ရင်းတွေ့ပြီးတို့ကိုကန်းကောက်ပွင့်နေကောက်ပေးဖူးတယ်။နာမည်တော့မသိဘူး။ဘယ်မှာနေမှလည်းမသိဘူး။တက္ကသိုလ်ထဲမှာတွေ့နေတာပဲ။တခါတလေလမ်းဘေးမှာစာအုပ်ကြီးဖွင့်ပြီးဘာတွေရေးနေမှမသိဘူးရေးနေတာပဲ။နာမည်ကျော်ပကြီးဆရာကြီးကိုလွမ်းဝေးတဲ့။တလုံးလုံးကတည်းကယူတတန်ရိတ်တာမှာပကြီးပြဝဲတွေလုတ်သွားသေးတယ်။ဟင်ဟုတ်လားတို့ကိုဘာမှမပြောဘူး။တိတ်ဆိုးတဲ့ဘဘ ကိုကိုကသူ့အကြောင်းဘယ်လိုလုပ်ပြီးသိတာလဲကိုကိုတငယ်ချင်းတယောက်ကပကြီးဝါဒနာပါတယ်လေဒီတော့သူ့စီမှာတွားတွားပြီးပကြီးတင်တယ်သူကတော့သူ့စီလာပြီးပကြီးမတင်နဲ့တဲ့ပကြီးဆိုတာတင်လို့ရတာမဟုတ်ဘူးတဲ့ခံစားမှုရှိမှတတ်တာတဲ့နေတော်လဲတယောက်သေးပဲနေတယ်သူ့အခန်းထဲမှာပကြီးကားတွေစာအုပ်တွေစုပ်တံတွေဆေးဆက်တဲ့ပြင်များတွေဆေးကွက်တွေကလည်းပွားလို့တဲ့သူ့အခန်းထဲမှာအိုမာခရန်ရဲ့ ကြပြာတပုတ်ကိုလည်းဆွဲထားတဲ့။ Omar Ran ဆိုတာဘာတူလဲ။ Rambo ရိုက်တဲ့မင်းသားလား။ကိုကိုကမက်ခိုင်တဖူကိုခပ်ဖွားဖွားထူကာ။ကောင်းပါလေးဘာမှမသိဘူး။ပွေဖို့ပဲတည်တယ်။ Omar Kram ဆိုတာကပါရှန်ကြပြာဆရာကြီးဟာအဲ့ဒီကြပြာဆရာကြီးရဲ့စာပိုက်ကိုသူ့အခန်းထဲမှာချိန်ထားတဲ့။စာကတည့်ရိတ်လင်းပြတ်ဇာပန်းကွက်၌ ပါမုတ်တရှက်ဝိုင်းတစ်ခွက်နဲ့ချစ်ဖက်တက်လျာကြပြားစာအုပ်တအုပ်သားပင်ရှိခဲ့နေမူငါရင်နိဗ္ဗာန်ဘုံတကားလို့ရေးထားတဲ့အသေးပေကတစ်ပင်ရေးအောင်မှာချစ်သူရဲ့ပါမုတ်တရှက်ရဲ့ဝိုင်းတစ်ခွက်ရဲ့ကြပြားစာအုပ်တအုပ်ရဲ့ရှိရင်သူ့လောကကြီးမှာသူ့အဖို့အရာအလုံးပြည့်စုံပြီပေါ့စားစရာရဲ့တောက်စရာရဲ့ချစ်စရာရဲ့အမှုပညာရဲ့ပေါ့ ဒါရီရှိရင်ပြေစုံတယ်ပေါ့ကြောက်နေနော်မခိုင်ကပြော၍ရည်တည်ကိုကိုကဘာမှမပြောလောကကြီးမှာဒီလောက်ကလေးရှိုံနဲ့ဘာလို့မှလဲကွာနော်ကိုကိုဒါဖြင့်သူ့မှာဝိုင်းတစ်ခွက်ရယ်ပေါင်မုံတစ်ချက်ရယ်ကြပြာစာအုပ်အဲပကြီးဆွဲတဲ့စုတ်တန်နဲ့ပကြီးပိတ်ကားရယ်ရှိပါပြီတဲ့ချစ်သူကရော သူเจ้ามาတော့ကချစ်သူတယောက်ရှိခဲ့ဘူးတဲ့သူတို့အတွဲဟာသူတို့ခေတုံးကတိတ်ပြီးတော့ပေါ်ပူလာဖြစ်တယ်တဲ့နောက်တော့သူကပကြီးဆရာရောင်းရောင်းဘာရောင်းရောင်းလုပ်နေတာ ਨੇ သူ့ချစ်သူက သူ့ကိုစွန့်ပြီးအရာရှိကြီးတယောက် ਨੇ လက်ထပ်သွားတဲ့တနာပါလေဒါပဲနော်ကို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 လည်းကပြားဆရာရောင်းရောင်းဘာရောင်းရောင်းတော့လုံမနေနဲ့ဒီလိုလုံနေလို့ကတော့တို့ကလည်းအရာရှိကြီးနောက်လိုက်သွားမှာဘာမှန်နေလဲ ကိုကိုကိုမတနာဘူးလားတနာတော့တနာတာပေါ့ဒါပေမဲ့တနာတာနဲ့ချစ်တာနဲ့တခြားစီပဲပြီးတော့ချစ်တာနဲ့အိမ်တော်ကြတာကလည်းတခြားစီပဲမဟုတ်ဘူးလားလို့မခိုင်ကမျက်လုံးချီချီမျက်လုံးရရဖြင့်အရှုံးဖောက်သည်ကိုကိုကသူ့နှစ်ဖူးကိုလက်သေးဖြင့်ဖုတ်ဖွာကလေးထုသည်ကိုကိုသည်ဒီလိုလုံနေကြပြီပဲ မခိုင်နောက်ဆုံးနှစ်မှာဘဘနဲ့တွေ့ပြန်သည်ဘဘသည်စစ်အင်ကြီးအဟောင်းခြေလုံးကြီးအဟောင်းအဝတ်အုပ်ထုပ်အဟောင်းကိုဝတ်ဆင်မြဲဖြစ်ပြီးလွယ်အိတ်ဟောင်းကိုလွယ်မြဲလွယ်ထားသည်သူ့လွယ်အိတ်ထဲတွင်ပေါမုတ်တစ်ပိုင်းနှင့် အရက်တစ်လုံးတော့ပါမိထင်သည်ဒီတစ်ခါဘဘနဲ့တွေ့သည့်အခါ၌မခိုင်နဲ့ကိုကိုမဟုတ်တော့မခိုင်နဲ့မောင်မောင်ဖြစ်သည်မခိုင်နဲ့ကိုကိုသည်လမ်းခွဲခဲ့ကြပြီဘာရဲလို့မဟုတ်ကြောင်းပြန်ဖွင့်တော့ အလိုလိုမတွဲပြေးကြတော့ခြင်းဖြစ်သည်ကိုကိုနှင့်လမ်းခွဲခဲ့ရသည့်အတွက်သူ့ရင်မှာဘာမှမဖြစ်လေလော်သည့်ခတ်တက်ကိုချပြီးတန်းနစ်ရက်တံကိုကောက်ကင်လိုက်တဲ့ကဲ့သို့ဘာမှခံစားချက်မပေါ်မောင်မောင်နှင့်တွဲရသည့်ကိစ္စမှာလည်းတန်းနစ်မရိုက်ချင်တော့၍ရေကူးကန်သွားရေကူးသည့်ကိစ္စတစ်ခုလိုခတ်ပေါ့ပေါ့ပင်မက်ခိုင်နှင့်မောင်မောင်သည်ပါတီတစ်ခုမှတွဲခဲ့ကြခြင်းဖြစ်သည်မောင်မောင်ကသူ့ကိုပါတိတ်ဝမ်းဆက်လက်ဆောင်ပေးသည် လေဒီရှူလက်ဆောင်ပေးသည်ကင်ဇိုရှက်အင်ကြီးတက်လာကလေးတွေလက်ဆောင်ပေးသည်အနန်းတွေလက်ဆောင်ပေးသည်တခုခုကိုဆွဆွလန်းလန်းမထားပဲအပြောင်းလဲတွေ တွေ့ရသည်မှာစွန်စားကန်းတစ်ခုနဲ့တူသည်ဟုမတ်ခိုင်ထင်သည်တနေ့မတ်ခိုင်နဲ့တငယ်ချင်းတစု စာချက်ပြန်လာစဉ်ဂန်းကောင်ပင်ကြီးတွေအောက်တွင်ထိုင်၍ပကြီးဆွဲနေသောဘဘနှင့်တွားတိုးနေသည်သူတို့ចောင်းသူတိုက်သည်ဘဘအကြောင်းကိုနားလည်နေကြလေပြီဘဘကိုမကြောက်ကြတော့ တနာစီယာရီစီယာလောက်တာထင်ကြတော့သည်မခိုင်ကတငယ်ချင်းတွေကိုတိတ်တိတ်နေရန်လက်ကားပြကဘဘနောက်နာလို့ကတ်လာခဲ့သည်ဘဘဘာပုံတွေစွဲနေတယ်လဲဟုမေးသည်သူသည်ဖြင်းညင်းစွာမောကြည့်လိုက်ကပြုံရင်အော်ခလေးမလားဘာရေလို့မဟုတ်ပါဘူးကွယ်စိတ်ကူးပေါ်ရာကိုရေးနေတာပါသူ့ပုံကျန်းစာအုပ်တွင်စွဲထားသည့်ရုပ်ပုံကို မခိုင်ငုံကြည့်သည်ထမိန်တူတူကင်းစိုးရှက်အင်းကြီးကလေးကိုဝတ်ထားသည်မိမပြိုကလေးတယောက်ခေါင်းကိုတမင်လဲပြန်လှဲ့ပြီးခန်းငော်ပွင့်တပွင့်ကိုခေါင်းတွင် ထိုးဆိုင်နေသည်ဟန်မျက်လုံးကတူနှင့်တူတလူလူတို့ရရင်နှကန်းနဲ့မေးကြပုံကမတူဒါမခိုင်ရဲ့ပုံလားဟင်ဟုတ်တယ်လို့လည်းပြောလို့ရတယ်မဟုတ်ဘူးလို့လည်းပြောလို့ရတယ်ဟင်ဘာဘာကဘာမှမသိဘူး မက္ခန်ရဲ့ပုံစုံမက္ခန်ရဲ့ပုံပေါ့တခြားတယောက်ဆိုရင်လည်းတခြားတယောက်ရဲ့ပုံပေါ့ကလေးမနဲ့ဘာရီတူပြီးဘာရီမတူတယ်လဲကြည်လေညလုံးနဲ့နှာတန်ကတော့မက္ခန်နဲ့တူတယ်ထင်တာပဲဒါပေမဲ့ပါနဲ့မေးကြတော့မက္ခန်နဲ့တိတ်မတူဘူးမက္ခန်တငယ်ချင်းအုံမာနဲ့တူတယ်သူကပြောသည်အုံမာပေါ့ကလေးမတို့ခေတ်ကမိန်းကလေးတွေအားလုံးရဲ့ ပုံရတန်ပေါ်အောင်ဆွဲကြည့်တာလေမျက်လုံးကခလေးမနဲ့တူးမဲနှာတန်ကတခြားတစ်ယောက်နဲ့တူးမဲနှကန်းကဒီပြန်တစ်ယောက်နဲ့တူးချင်းတူးအောင်မဲမိပါကြောက်ပုံကတခြားတစ်ယောက်နဲ့တူးမဲခလေးမတို့လိုမိမလေးတွေအားလုံးရဲ့ပုံပါအောင်ဆွဲကြည့်တာဒီပုံထွက်လာတာပဲကောင်းမတူပန်နေတာကကန်းငော်ပန်းတော့သူကောင်းငိမ့်နေဟမ်ဘာဘာကလဲကန်းငော်တွေတုံးနေပြီလေ ကန်းငော်မရှိတဲ့အချိန်မှာဘာဖြစ်လို့ဒီကန်းငော်ပန်းကြီးပန်နေတဲ့ပုံဆွဲတာလဲတခြားပန်းတစ်ခုခုထဲ့ပေါ့သူကပြုံး၍ခေါင်းယမ်းသည်မတတ်နိုင်ဘူးလေဘာဘာကကန်းငော်ကိုဆွဲလန်းတာကိုကန်းငော်ဟာမှွေးတယ်ဖြူစင်တန့်ရှင်းတယ်ဝစ်ဆန်ဝါဝါကလေးတွေနဲ့ရွှဲလွာဖြူဖြူကလေးတွေနဲ့ဆိုတော့ကြည့်လို့လဲလှတယ်ကလေးမလေးတွေကလည်းသဘောကျတယ်မဟုတ်လားမခိုင်ကတော့ ကန်းငော်ရဲ့ဘာရဲ့မဟုတ်ပါဘူးတွေ့ရကိုပန်လိုက်တာပဲစိတ်မကောင်းဟန်ဖြင့်သူ့မျက်နှာဖုံးပိုင်းသွားသည်ဘာဘာတို့ခက်တုံးကတော့ဒီလိုမဟုတ်ဘူးလေမိန်းကလေးတွေဟာသူတို့နှစ်သက်တဲ့ဘန်းကိုပဲဆွဲဆွဲလန်းလန်းပန်းကြတာမခန့်အတန်လွင်လွင်ဖြင့်ရေးလိုက်သည်အနှစ်40ရှိသွားပြီလေဘာဘာပိုခင်းနဲ့မတူတော့ဘူးဘာဘာရဲ့ပုံကိုနာမည်ပေးပြီးပြီလား အပေးရသေးရင်မက်ခိုင်နာမည်ပေးမယ်လေကောင်းသားပဲခုဆိုကဆေးပြင်းလိုက်ကိုမြင်ညိသည်ဘာဘာကပကြီးစရာဥလွမ်းဝေနော်ဘာဘာရဲ့ပကြီးကားတွေမှာပကြီးစရာကိုလွမ်းဝေလို့ပဲအမြဲလက်မှတ်ထိုးတယ်မဟုတ်လားသူခေါင်းငိမ့်ပြသည်ဒီတော့ဘာဘာရဲ့ကားကိုမက်ခိုင်နာမည်ပေးမယ်ကန်းငေါပွင့်ချောက်တွေကိုလိုက်ကောင်းနေတော့ကိုလွမ်းဝေလို့ မခိုင် သူ့အပားမှထွက်လာသည်ဂန်းငော်ပင်အောက်တွင်မူဘဘသည် သူတို့ဘက်သို့ငေးကြည့်ကြံရစ်ခဲ့သည်တည့်ရိတ်လင်းပြတ်ဇာပန်းခွက်၌ပေါမုတ်တစ်ချက်ဝိုင်းတစ်ခွက်နှင့်ချစ်ဖက်တက်လျာကဗျာစာအုပ်တအုပ်တာပင် ရှိခဲ့လျင်မူငါရင်နိဗ္ဗာန်ဘုံတကားဟူသောအိုမာခရမ်ဤကဗျာကိုရွတ်နေမည်လားမသိရှင်ခုံပွင့်မဂ္ဂဇင်းစက်တင်ဘာ1989 အဆုံးအထိနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့လဲပရိသတ်အားလုံးကိုထပ်မံမြတ်တာရက်ခံကြပါရခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ